ဘာဖြစ်မှမရှိပဲအဆက်တွေတာမလုပ်ပဲဖြစ်ထားတဲ့မင်းသားကြီးနာမည်အစားကစနေနန်လို့ထုတ်ပြောလာတဲ့မိုဇက်ချိုပရိသတ်များရှင့်မိုဇက်ချိုကတော့အသက်၃နှစ်အရွယ်ကလေးကဖြစ်သွားခဲ့ကနောက်အိမ်နောက်ပြုသွားခဲ့ဖခင်ဖြစ်သူကိုအင်တာဗျူးတွေကနေတဆင်ဆက်သွယ်နေရတာပါဖခင်ဖြစ်သူကနာမည်နှလုံးနဲ့မင်းသားကြီးတယောက်ဖြစ်ခါသူမကိုပြစ်ထားခဲ့တာကြားပါပြီဒါကြောင့်မလို့လေနာမည်နှလုံးနဲ့ဖခင်စီကအတိမတ်ပြုခံရဖို့မီဒီယာရှေ့ထွက်ပါ မိုးဆက်ချုံရဲ့ဖခင်ကသူတို့သားဖာနှစ်ယောက်စလုံးကိုပြစ်ထားခဲ့ကပိုချစ်တဲ့သူရွှေသွားခဲ့ပါတယ်အခုလက်ရှိမှာဖခင်ဖြစ်သူကနောက်အိမ်နောက်နဲ့တားသမီးတွေလည်းရနေပါပြီ သူအနေနဲ့ဖခင်ဖြစ်သူရဲ့အိမ်ောင်ရေးကိုဖျက်ဆီးချင်လို့မဟုတ်ပဲအတိမတ်ပြုခံကြနာပါဆယ်ကျော်သက်အရွယ်မှာသာလာတွေ့ကလုံးဝအဆက်အသွယ်မခံလို့အခုလိုရင်းလုံနေရတာပါနာမည်နှလုံးနဲ့မင်းသားကြီးလို့အင်တာဗျူးဖြေဆိုပြီးတဲ့အချိန်မှာတော့ဖခင်ဖြစ်သူကမိုးဆက်ချိုကလာရောက်ဆက်သွယ်တာမျိုးမရှိပါဘူးဆက်ပြီးတင်းမာနေကအဆက်အသွယ်ဖျက်ထားတာမို့တမီးဖြစ်သူမိုးဆက်ချိုကဖခင်ဖြစ်သူရဲ့နာမည်အစကိုပါထုတ်ပေါ်ကပြောလာခဲ့ပါတယ်မိုးဆက်ချိုပြောလာတဲ့နာမည်နှလုံးနဲ့မင်းသားကြီးဆိုတာကိုနာမည်အစမှာစနေ ီနံနဲ့စတာလို့ထုတ်ပြောလာတာပါ စနီနံနာမည်နဲ့စတဲ့နာမည်နှလုံးမင်းသားရီတွေကတယောက်ကမိုးဆက်ချုံရဲ့အဖေအရင်ဖြစ်ပါတယ်ဖခင်ဖြစ်သူကလစ်လီကိုရှူနေတာမို့အခုလို့တဆင့်တိုးကမီဒီယာကနေဖြေဆိုလာတာပါ ဒီလိုလောက်တာကနမေကြီးချန်လုံးလောက်တာမဟုတ်တလို့ဖခင်ဖြစ်သူကိုထိခိုက်စေချင်တာမဟုတ်တာမို့နားလည်ပေးဖို့လဲတောင်းဆိုထားပါတယ်။အခုလိုလုံးရတဲ့တခုတည်းတော့အကြောင်းရင်းကသူမကိုဖခင်ဖြစ်သူမင်းသားကနေတမိတယောက်ဖြစ်အချစ်တွေပေးဖို့ပါအခုလက်ရှိအိမ်တောင်ကြီးကိုလည်းပြုတ်ကွဲအောင်လောက်တာမဟုတ်တလို့အတူနေဖို့တောင်းဆိုတာလည်းမဟုတ်ပါဘူး။ သူမအတွက်ဖခင်တယောက်လိုအပ်လာတဲ့အချိန်တိုင်းမှာဖခင်အဖြစ်ရှိနေပြတာမျိုးလိုချင်တာပါ။မွေးနေ့မှာဆိုရင်လည်းဖခင်စီကနေမြစ်တာတွေရလိုက်တာမျိုးလိုချင်တာပါ။အသက်၃နှစ်ဝန်းကျင်အတူနေတုန်းကဆိုရင်ဖခင်ဖြစ်သူကသူမကိုအရန်ချစ်ခင်နေဆိုပြီးလဲထိန်းတဲ့သူတွေကပြောကြပါတယ်။ရှင်တကောင်နားလာတော့မခံတဲ့အထိချစ်နေကြရကနေလှဲမကြီးတော့တဲ့အပေါ်မှာမိုးဆက်ချိုကတော့ခံပြင်းပါတယ်။မြစ်တာကိုလိုချင်တဲ့အတွက်မိုးဆက်ချိုကတော့ဖခင်စီကနေအတိမတ်ပြုခံရဖို့မြစ်တာရတဲ့အထိစူးစမ်းသွားအောင်ပါ။ ိသတ်တွေကတော့မိုးဆက်ချုံရဲ့ဖခင်ကနေဆန်းလို့ထင်နေတာပါတချို့ကလည်းနေဆန်းလို့အတိအကျကိုပြောနေတာပါပဲကူးမျိုးမာတော့ကနေဆန်းနဲ့မိုးဆက်ချုံရဲ့အမေတို့ရဲ့အိမ်နောင်ကာလကိုတီးကြတဲ့သူတချို့ကအတိအကျကိုထုတ်ပြောနေတာပါဒါပေမဲ့လည်းမိုးဆက်ချုံဘက်ကနေနေဆန်းလို့အတိအကျထုတ်မပြောသေးတဲ့အချိန်ထိမှန်ကန်တဲ့အပြည့်ထွက်လာအောင်မှမဟုတ်ပါဘူးတချို့ကလည်းအခုလိုခံမှန်းရတာကိုစိတ်မရှိတော့တဲ့အတွက်အမှန်တိုင်းထုတ်ပြောတဲ့နေဆိုပြီးတောင်းဆိုနေတာပါ မိုးဆက်ချိုအနေနဲ့ကြတော့လဲဖခင်ဖြစ်သူကသူ့ကိုလုံးဝကိုအဆက်အသွယ်မခံတော့တာပါဖုန်းဆက်ပြီးဆိုလဲမကင်ပါဘူးဆိုရှယ်မီဒီယာမှာလည်းအကောင့်ကိုဘလော့တာကိုမိုးဆက်ချိုကခံနေကြရတာပါတစ်ဖက်ကမိသားစုနဲ့ရတဲ့ကလေးကိုအလေးပေးနေပြီးမြမိုးဆက်ချိုကတော့အဖေကအဖေမို့အပြစ်မမြင်တော့ပါဘူးဘာအပြစ်မှမရှိပဲအဆက်အသွယ်တော့မလုပ်ပဲပြစ်ထားတယ်မင်းသားကြီးရဲ့နာမည်အစကစနီနန်လို့ထုတ်ပြောလာတဲ့မိုးဆက်ချိုရဲ့ဖခင်ကဘသူဖြစ်မလဲလို့ထင်လဲဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ machine.